ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မုံရဖြူချောင်းလိုက်ကိုရီးယားသင်တန်းအကြောင်းကဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရှင်းပြပေးမယ့်အကြောင်းအရာလေးကတော့ကျောင်းသားများမေးထားတဲ့ non there wa ကြာမှာကြာဒီသရာနှစ်ခုကဘယ်လိုမျိုးကွာခြားလဲဘယ်လိုမျိုးအသုံးပြရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးပါလို့ကျွန်တော်ကိုတောင်းဆိုထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီသရာလေးနှစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ non tero wa ja ma ja အဓိပ္ပာယ်ကတော့ချင်းတာနဲ့ဗောနော်တွေ့သည်ဆိုရင်တွေ့တွေ့ချင်းတွေ့တာနဲ့ရောက်သည်ဆိုရင်ရောက်ရောက်ချင်းရောက်တာနဲ့ဒီလိုမျိုးဘာသာပြန်ပေးရတာဖြစ်ပါတယ်အဲ့တော့ဒီသရာနှစ်ခုရဲ့ကွာခြားချက်လေးကိုကျွန်တော်တို့သိချင်နေဆိုရင်အဲအချက်၅ချက်ပေါ့နော်။ကွာခြားချက်၅ချက်လေးကိုကျွန်တော်တို့မှတ်ထားရမှာဖြစ်ပါတယ်နော်။အဲ့တော့နံပါတ်၁ချက်ပါလဲဆိုရင် non dero non dero ကကျွန်တော်ကျွန်တော်ရှေ့ရအကြောင်းအရာနဲ့နောက်ကအကြောင်းအရာကဆက်ဆက်မှုမရှိဘူးဆိုရင်ကျွန်တော်တို့ non dero ကိုသုံးလို့မရအောင်เนาะဂျာမာဂျာကတော့ရတယ် non dero ကမရအောင်เนาะဥပမာဆိုပါဆိုအာ시사로시작하는데로전화가왔어요 အဲ့တော့ထမင်းစားစားလိုက်တာနဲ့ထမင်းစားကရှိသေးတယ်ထမင်းစားစားခြင်းမှာပဲဖုံးကလာတယ်အဲ့တော့ share ပိစားကထမင်းစားတယ်ဖုံးလာတယ်အဲ့တော့ဆက်ဆက်မှုကမရှိဘူးအဲ့လိုမျိုးဆိုရင်ကျွန်တော် non there ကိုတုံးလို့မရအောင်ဂျာမာဂျာကတော့ရပါတယ်ရှိစားလို့ရှိချခါဂျာမာဂျာကျွန်တော်ကဝါဆော်ရောထမင်းစားထမင်းစားစားခြင်းပဲထမင်းလေးစားကရှိသေးတယ်ဖုံးဝင်လာတယ်ပေါ့နော်ဒီလိုမျိုးတုံးလို့ရပါတယ်နော်ဟုတ်ပြီဒါနံပါတ်1ချက်ပေါ့နော်နောက်နံပါတ်2ချက်နံပါတ်2ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဟိုဒီ non there ပေါ့နော် non there ကကျွန်တော်ထင်မှတ်မထားတဲ့ စ္စမထင်မှတ်ထားတဲ့ကိစ္စတွေပေါ်ပေါက်တဲ့အခါမျိုးတွေမှာဆိုရင် non zero ကိုသုံးလို့မရဘူးဂျာမာဂျာကတော့ရတယ်เนาะအဲ့တော့ non zero ကမထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်တဲ့အခါမှာပေါ်ပေါက်တဲ့အခါမှာဆိုရင်ကျွန်တော် non zero ကိုသုံးလို့မရဘူးဂျာမာဂျာကရတယ်เนาะဟုတ်ပြီဥပမာဆိုပါဆိုရှီယောမေဟက်ကျော်ဆိုချီကို non zero 어사고가났어요어시험에 ဆာမွေးဝဲမှာပေါ့နော်ဆာမွေးဝဲမှာအောင်နေဆိုတဲ့သတင်းကြားကြားချင်းပဲအက်ဆီဒင့်ဖြစ်သွားတယ်အဲ့တော့ဆာမွေးဝဲအောင်နေနော်အက်ဆီဒင့်ဖြစ်တဲ့ဒါမထင်မှတ်ထားတဲ့ကိစ္စဒီလိုမျိုးမထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်ပေါ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ non-dero ကိုသုံးလို့မရဘူးဂျာမာဂျာကတော့ရတယ်ရှီယိုမဲဟက်ကျော်ဆိုရှိကဂျာမာဂျာအော်စာကူကနတ်ဆိုရောနော်အလားအာ ဆမ်ဝဲအောင်တဲ့သတင်းပဲကြားကြားချင်းပဲအစီအလင်းဖြစ်သွားတယ်ပေါ့နော်အဲဒီလိုမျိုးသုံးလို့တော့ရပါတယ်ဒါနံပါတ်1ချက်ပေါ့နော်နောက်နံပါတ်3နံပါတ်3ကဘာလဲဆိုလို့ရှိရင်အဲနွန်သေးတို့ပေါ့နော်အဲ့တော့နွန်သေးတို့ကကြတော့ရှေ့ကလုံးဆောင်မှုအတိုင်းတသွေးမသိနောက်ကနေထပ်လိုက်လုတ်တဲ့အခါမျိုးတွေမှာဆိုရင်ကျတော်တို့နွန်သေးတို့ကိုသုံးလို့ရတယ် ဒီနေရာမှာဂျာမာဂျာသုံးလို့မရတော့เนาะအဲ့တော့ရှေ့ကလုံဆောင်မှုအတိုင်းနောက်ကတသွေးမသိလိုက်ပြီးတော့လုံဆောင်တဲ့အခါမှာဆိုရင်ကျတို့ non zero သုံးလို့ရတယ်ဂျာမာဂျာကိုသုံးလို့မရပါဘူးเนาะဥပမာဆိုပါစို့အာယီနော်ဘူမိုကဟာ non zero တာရာဟေကလေးကမိဘလှုပ်တဲ့အတိုင်းရှေ့ကမိဘလှုပ်တဲ့အတိုင်းလိုက်လှုပ်တယ်ဒါကတသွေးမသိလိုက်လှုပ်တဲ့အခါမှာ non zero ကိုသုံးလို့ရတယ်ဒီနေရာမှာအာယီနော်ဘူမိုကဟာဂျာမာဂျာ ဒါလာဟေယိုလာအာဒီလိုမျိုးသုံးလို့တော့ဂျာမာဂျာနဲ့သုံးလို့တော့မရပါဘူးเนาะအဲ့တော့နံပါတ်3ချက်ဖြစ်ပါတယ်ဒါလေးရเนาะအဲ့တော့နံပါတ်3က non zero ကရှေ့ရလောက်ဆောင်မှုအတိုင်းတသွေးမသိထပ်ကြမခွာ light လောက်တဲ့ဆိုရင်ကျွန်တော်တို့ non zero သုံးလို့ရတယ်ဂျာမာဂျာကိုသုံးလို့မရဘူးနေက six non zero ဟဲ့ငါခိုင်းတဲ့အတိုင်းလောက်တသွေးမသိငါခိုင်းတဲ့အတိုင်းလောက်เนาะနေက six non zero ဟာမြန်သွေးငါခိုင်းတဲ့အတိုင်းလောက်ရင်ရတယ်နေက six six ဂျာမာဂျာဟဲ့ နော်ဟာမြန်တွေကိုဒီလိုမျိုးပြောလို့တော့မရပါဘူးနော်ဟုတ်ပြီဒါနံပါတ်3ချက်လေးပါနောက်နံပါတ်4နံပါတ်၄ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ non there တို့ပေါ့เนาะအဲ့တော့ non there တို့ကကျွန်တော်ဘယ်လိုမျိုးလဲဘယ်လိုအခါမှာသုံးရလဲဆိုရင်အဲထတ်တလဲလဲပေါ့เนาะထတ်တလဲလဲခဏခဏဖြစ်ပေါ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ non there တို့ကိုသုံးလို့ရပြီမြင်ဒီညမှာဂျာမာဂျာကိုသုံးလို့မရပါဘူးဟုတ်ပြီလားဥပမာဆိုပါစို့ to me na non there ကျွန်တော်ဟဲ့ကျူစီရောအချိန်ရတာနဲ့အချိန်ရတိုင်းရတိုင်းဖုံးဆက်ပေးပါလို့ပြောတာဖြစ်ပါတယ်နော်အဲ့တော့ထပ်ခါထပ်ခါဆက်ပေးပေါ့နော်ဟာလာအချိန်ရတာနဲ့ဆက်အားတာနဲ့ဆက်အားတာနဲ့ခဏခဏဆက်စီခြင်းနေဆိုရင်နော်ကျတော်တို့ထုံမီနာနံတဲ့တော့ ကျွန်တော်ရေးချစ်ရောဒီအချိန်ညာတိုင်းညာတိုင်းနေဆက်ပေးပါလို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်ဂျာမာဂျာအသုံးလုံးမရအောင်လားရပါတယ်ဒို့ပေမဲ့အထိပ္ပယ်လေးတော့ကြွားသွားမယ်ထုံးပြီးနာဂျာမာဂျာကျွန်တော်ရေးချစ်ရောအချိန်ညာတာနဲ့ဖုံးဆက်ပေးပါဆိုတော့တစ်ခါလောက်ဆက်ပေးရင် OK သွားပြီထပ်ဆက်စရာမလိုတော့ဘူးเนาะအဲ့တော့အထပ်တလေးလေးဖြစ် ဖြစ်ပေါ်တဲ့အခါမျိုးတွေမှာဆိုရင် non zero ကိုတုံးလို့ရတယ်ဂျာမာဂျာကိုတုံးလို့မရဘူးတစ်ခါလဲဆိုရင်တော့တုံးလို့ရပါတယ်เนาะဒါနံပါတ်၄ချက်ပါနောက်နံပါတ်၅ ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနွန်သေးတို့ကလုံနိုင်သလောက်လုံဆောင်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်เนาะနွန်သေးတို့ကိုတုံးလို့ရပြီမယ်ဂျာမာဂျာကိုတုံးလို့မရပါဘူးဥမာဆိုပါတော့음ဆီယောမေဟက်ကာခါဘိုစီပိုမျိုးဒါနော်ရဝဲစီနွန်သေးတို့ဝဲဝဲရဟဲစာမွေးမှာအောင်းကျင်းနေဆိုရင်အောင်းကျင်းရင်တော့မီနင်းကိုကြက်နိုင်သလောက်ကြက်ရမယ်ဟုတ်ပြီနော်အဲ့တော့ကိုလုံးနိုင်တယ်လောက်လောက်ရမယ်လို့ပြောတာဖြစ်ပါတယ်ဒီခါမှဆိုရင်နွန်သေးတို့တုံးလို့ရပြီမယ်ဂျာမာဂျာကိုတုံးလို့မရပါဘူးခင်ဗျာအာစီယောမေဟက်ကာ 하고싶다며학교가고싶으며오,단어를외울수있는자마자아있자마자외워야해요.이런묘동로도못해요.그냥.오케이.다소인디논데로네자마자의애동주본리고아론나내면로팀하네.그게나매우소는이신데저희커먼바말아요.그리고미면나이마라그냥.오케이.다소인아론제주도말아그냥.될라네베송답해야지.오케이.아론제주도말에감사합니다.